โอเคကျွန်တော်ရဲ့007 channel ကိုအပိတ်ရတော့ကျွန်တော်ညီကိုမောင်မများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့လုံရင်ဆန္ဒပြုဝါကြပါစေအခုကျွန်တော်တင်ပြမယ့်ဟာလေးကတော့21ချိန်မြောက် 3D chair လေးကိုတင်ပြမှာဖြစ်ပါတယ်ခံမှန်းချက်လေးပါအဲ့တော့ကျွန်တော်နဲ့တူလိုက်ပါပြီးတော့ကြည့်ကြပါကျွန်တော်ရဲ့ site လေးတွေကိုကြိုက်တာလေးတွေကိုယူသုံးကြပါ ဤသူမဆိုယူသုံးနိုင်ပါတယ်ကျွန်တော် site လေးကိုလည်းเนาะလူကြီးမင်းတို့လည်းကျွန်တော်ယူစားချက်လေးတွေကလိုအပ်ချက်လေးတွေရှိခဲ့လို့ရှိရင်လူကြီးမင်းတို့ကြိုက်တဲ့ပုံစံနဲ့ယူပြီးသုံးလို့ရပါတယ်เนาะတကယ်ကျွန်တော်စတော့နော်စမယ်ဆိုတော့အခုကျွန်တော်ကဒီမှာကဒီမှာ30ဖြစ်တာလေးဇောင်း3လုံးပေါင်းရင်30ဖြစ်တာလေဒီမှာ30ဖြစ်တယ်ဒီမှာ3လုံးပေါင်းရင်30ဖြစ်3လုံးပေါင်းရင်30เนาะ သုံးလုံးပေါင်းရင်30ကျတော့ဒီလိုလေးတစ်ဖြက်အောက်မှာသုံးလုံးပေါင်းရင်30ဒီလိုလေးတစ်ဖြက်အဲ့တော့ဒီမှာတစ်ဖြက်ပါနော်အဲ့တော့ဒီမှာသုံးလုံးပေါင်းရင်30တခါဖြစ်တယ်နော်ဒီနှစ်ထဲမှာအဲ့ဒါဖြစ်ပြီးတော့တပင်းနှစ်ပင်းသုံးပင်းဆိုမှဒီသုံးလုံးပေါင်းရင်30လို့ဖြစ်တယ် ဲ့တော့ဒီမှာတပင်းနှစ်ပင်း၃ပင်ကျော်မှာ30လို့မဖြစ်ဘူး၄ပင်ကျော်မှာ30လို့ဒီမှာလာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ကဒီ30ကိုမယူတော့ဘဲနဲ့ဒီဇောင်း30လို့ယူတပင်းနှစ်ပင်း၃ပင်၄ပင်ကျော်၅ပင်မြောက်မှာဇောင်း30တပင်းနှစ်ပင်၃ပင်၄ပင်ကျော်၅ပင်မြောက်မှာဇောင်း30နော်ဇောင်း30အဲ့ဒီဇောင်း30မှာကြည့်လိုက်မယ်ဆိုရင် ဒီဆောင်34ကဒီမှာ3လို့ရိုက်တယ်ဒီဆောင်34ရဲ့ဒီမှာ3လို့ရိုက်တယ်နော်ဒါပေမဲ့ဒီ3လို့ရိုက်တာ ရိုက်ဖို့ရအတွက်ကအကြောင်းရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီ30ကြောင့်မလို့ဒီ3ဆိုတာမယူတော့ဘဲနဲ့ကျွန်တော်ကဒီ30ဆိုပြီးယူမှာဒီ site လေးမှာပဲကျွန်တော်ကနှစ် site ပြမှာနော်နှစ် site ပြမှာဖြစ်တဲ့အတွက်လူချင်းမင်းတို့အဲ့ဒုတိယပြမယ် site ကြရင်သဘောပေါက်သွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်ကဒီ30ကိုပဲပိုင်လေးယူမှာ ဒီ30ကိုပဲပိုင်းသေးယူလိုက်တဲ့ခါကျရင်ဒီမှာ30 4ပင်ကြာ30 4ပင်ကြာ30သာလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီဆောင်မှာကျွန်တော်တို့က5 5 5နောက်ပိတ်နော်5နောက်ပိတ် ဲ့ငါးနောက်ပိတ်မှာဖြစ်စဉ်လေးတွေကဘာရှိတော့ဆိုဒီ30လို့ဖြစ်တဲ့အချိန်မှာဒီ3လုံးပေါင်းခြင်းရဲ့1ဒီ3လုံးပေါင်းခြင်းရဲ့1ဒီ30လို့ဖြစ်တဲ့အချိန်မှာဒီ3လုံးပေါင်းခြင်းရဲ့1ဒီ30လို့သာဖြစ်မယ်ဆိုရင်ဒီ3လုံးပေါင်းရဒီမှာ3လို့ရလာရိုက်တာနော်အဲ့တော့ဒီမှာ1 2ဒီ3လုံးပေါင်းရင်3အဲ့3လို့ရိုက်တာနဲ့မပြီးဘူးသူကဒီ30ရဲ့ဒီအောက်မှာထွက်မဲ့အချိန်မှာ 339ကိုပေါင်းခြင်းဟာ5 5ပြရတဲ့သူက835ဆိုပြီး6လို့ရိုက်တယ်56လို့လာတယ်ဒီမှာလာရင်56ပြီးရင်ခွန်လာမယ်ရှေ့နှလုံးပေါင်း9เนาะရှေ့နှလုံးပေါင်း9အဲ့တော့ဘာဖြစ်လို့တော့ဒီဘက်မှာလဲ1 3လုံးပေါင်းရင်1 3လုံးပေါင်းရင်2 3လုံးပေါင်းရင်3လို့လာတယ်1 2 3လို့လာတဲ့အတွက်ဒီဘက်မှာ9 6ခွန်လို့လာเนาะ ပြီးတော့အဲ့မှာဘာ6ခုခုလို့မလာရင်မဒီမှာကတော့နောက်ပိတ်ရပြီဟုတ်ဒီနောက်ပိတ်ရပြီနော်နောက်ပိတ်ရတဲ့ခါဒီ6ကပဲလာအဲ့6လေးရတခါ7ရ9ရ2ရ3လုံးပေါင်းရင်9ရပါဝါကဒီအလဲအနည်းပြန်9ရပါဝါဒီကောင်လေးရ4နော်ဒီကောင်လေးရ4 9ပါဝါ4လို့ရိုက်တယ်9ပါဝါ4လို့ရိုက်ပြီးတော့ နှစ်9နဲ့ဒီမှာ3 3 3ရှိတဲ့အတွက်နှစ်9ရှိတဲ့အတွက်9ကဒီမှာ3 3 5သုံးထိပ်စီမဲ့ရိုက်တယ်နော်အဲ့တော့ဒီဒုတိယပင်ဒုတိယပင်မှာကြတော့ဒီ3လုံးပေါင်းရင်1ဒီ3လုံးပေါင်းရင်1ဖြစ်တယ်1ရပါဝါဒီမှာ965ဆို6လို့ရိုက်နော်6လို့ရိုက်တယ်6လို့ရိုက်ပြီးတော့ဒီမှာ9ပြီးတော့ဒီမှာ6လာတဲ့အတွက်ဒီမှာ3ထိပ်စီเนาะ သုံးထိပ်စီအဲ့ရပြီးတော့ဒီမှာခုဒီပင်သုံးလုံးပေါင်းရင်နှစ်6 4နှစ်နှစ်ဆိုတော့နှစ်ရပါဝါဒီသုံးလုံးပေါင်းရင်ခွန်သာလာခဲ့မှာဆိုရင်သူက6လေတိုင်း6လေတိုင်းနော်အဲ့6လေတိုင်းကိုမှသူကသုံးလုံးပေါင်းရင်ခွန်ဖြစ်တဲ့အတွက်သုံးရထိပ်စီသုံးရထိပ်စီအဲ့တော့ပြန်ပြီးတော့ကြည့်မယ်ဆိုရင် ဒီ3 5နှစ်တစ်ဆယ်လို့ရိုက်တယ်နဲ့ဟိုလေးပရိထွက်တယ်နော်လေးလို့ထွက်တယ်နော်ဒီ6 6 6တစ်ဆယ်လို့ကြာပြရတယ်3 5 6ဆိုပြီးလေးပရိရိုက်တယ်နော်လေးပရိရိုက်တယ်လေးပရိရိုက်ပြီးတော့အခုဒီမှာဆိုရင်6 5ဒီတစ်ဆယ်လို့ရိုက်ပြီးွားမယ်ဆိုရင်နော်ဒီတစ်ဆယ်ကြောင်းမို့လို့ဒီမှာရိုက်မယ်ဆိုရင် तू က3 9 5နော် 395ဆိုပြီးတော့သူကရိုက်395ဒါဒီဒီဆိုက်နော်ဒီဒီဆိုက် site လေးကတော့ဒီဟာလေးကလည်းမစိုးဘူးဒီ user ကြီးလေဒီအပင်မှာပဲကျွန်တော်ကနောက်ထပ်နောက်ထပ်တစ်ခုကျွန်တော် user နောက်ထပ်တစ်ခု user တယ်ဆိုတော့သူကလှလှတယ်ဒီလို30ရိုက်ပြီးွားနဲ့ဒီမှာလေးဒီ30ရိုက်ပြီးွားနဲ့ဒီမှာလေးဒီ30ရိုက်ပြီးွားနဲ့ဒီမှာလေးနော် ဒီလိုကို6ပါဝါဒီလို4ဒီက3လုံးပေါင်းရင်1 1ပါဝါဒီလို6ဒီမှာ3လုံးပေါင်းရင်2 2ပါဝါဒီလို9เนาะဒီလို9ခွန်ဆိုပြီးတော့ဒီ3လုံးပေါင်းရင်လည်းခွန်ဖြစ်ရမယ်ဆိုတော့ဒီမှာ3ညเนาะပြီးတော့ဒီ side လေးမှာပဲကျွန်တော်နောက်တစ်တခုယူတာရှိတခုယူတာရှိတယ်ဆိုတော့ဒီမှာ तू က3 9 2ဆိုတာလေးရတစ်ဖြက် 356ဆိုတော့လေတစ်ဖြက်နော်အဲ့တစ်ဖြက်ဖြက်အဲ့တစ်ဖြက်ဖြက်ပြီးတော့ဒီမှာတော့အခုထွက်မဲ့ပင်တစ်ဖြက်ပါနော်ထွက်မဲ့ပင်တစ်ဖြက်အဲ့တော့ဒီပင်မှာကျွန်တော်ဘလို့ယူစတော့ဆိုတော့တစ်ခါဒီမှာသူကဘလို့လေးလာတော့တော့63ဆိုပြီးအတွဲလေးတွေရိုက်တယ်နော်ဒီမှာ3လုံးပေါင်းရင်9နော်ဒါ၄တောင်လေးနဲ့ပြတယ်ဆိုတော့ပြီးရင်ဝိုင်းလေးတွေလာမှာမို့လို့ 3လုံးပေါင်းရင်9လုံးပေါင်းရင်3 93ဆိုပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ပတ်တော့တွဲလိုက်တာ93မလာဘူးဖြစ်သွားတယ်เนาะမလာတဲ့အတွက်သူကဒီ93ပေးတာဒီအခြေခံအဖြစ်ပေးတယ်เนาะအဲ့မှာ93 93ပြီးတော့ဒီမှာတပင်နှစ်ပင်ကျော်အဲ့နှစ်ပင်ကျော်မှာနှစ်ပင်ကျော်မှာဒီမှာ 63ဆိုပြီးတစ်ခါရိုက်နှစ်ပင်ကျော်မှာ63ဆိုပြီးတစ်ခါရိုက်เนาะဒီမှာသုံးလုံးပေါင်းရင်9ဒီမှာသုံးလုံးပေါင်းရင်33ဆိုပြီးနှစ်ခါရိုက်အဲ့နှစ်ခါရဲ့ကျွန်တော်ပြီးခဲ့တဲ့ပင်တော့ဟာ63တွဲလာမှလားဆိုပြီး63တွဲရိုက်လိုက်မိ63တွဲမလာဘူးဖြုတ်63တွဲမလာပြီမဲ့လေသူကဒီမှာ63တွဲ ဒပင်းနှစ်ပင်ကျော်၉သုံးတွယ်ဒီခါဒပင်းနှစ်ပင်နှစ်ပင်ကျော်မှာ၉သုံးတွယ်မလာအောင်နော်ပြီးတော့ဒီဘောမှာလည်းဒပင်းနှစ်ပင်ကျော်မှာ၉သုံးတွယ်လို့မရှိဘူးဒါပေမဲ့ဒီမှာဒပင်းကျော်မှာဒပင်းကျော်မှာဒီက၉ဒီက၃လို့လာကို၃လို့လာပြီးတော့အဲ့ဒီ၉သုံးတွယ်ကအောက်ဒပင်မှာပြန်မဆင်းဘူး၃လို့ဆင်းတယ်၆လို့ဆင်းတယ်ခွန်လို့ဆင်းတယ်အဲ့လိုဖြစ်သွားတဲ့အတွက်ကျွန်တော်အဲ့ဒီပင်မယူတော့ဒီပင်ကစယူ အဲ့တော့ဒီဘင်းအစယူမယ်ဆိုတာကဒီသုံးလုံးပေါင်းရင်6ဖြစ်တာ ਨੇ ဒီသုံးလုံးပေါင်းရင်လည်းတစ်ခါထက်ပြီးတော့နောက်တစ်ဘင်းအတွက်6လို့ထက်ပြီးအဝိုင်းလေးနော်အဝိုင်းလေးအဲ့ဒီ6သုံးလုံးပေါင်းရင်6ကြောင့်မို့လို့တဲ့အဲ့ဒီသုံးလုံးပေါင်းရင်6လို့ပြန်ဖြစ်တယ်ဆိုလိုချင်တာကဒီထိပ်စည်းလေးကထိပ်စည်းပြန်ဝင်တယ်ပေါ့ဗျာနော်သုံးထိပ်စည်းက3ထိပ်စည်းပြန်ဝင်အဲ့တော့ဒီ3လေးဒီ3လေးကကျတော့နောက်တစ်ဘင်းမှာ तू อ่ะ ဒီလိုနောက်မှာဒီလိုသုံးလို့ပြန်ဝင်နော်အဲ့တော့ဒီ కో သုံးအတွဲอ่ะဒီမှာ కో သုံးအတွဲဆိုပြီးတော့ဒီ కో သုံးအတွဲอ่ะဒီမှာဒီ కో သုံးအတွဲဆိုဝင်နေဝင်ပြီးတော့သူကစောစောကကျွန်တော်ပြခဲ့တဲ့ပါဝါလေးဒီသုံးလုံးပါဝါဒီ၃လုံးရဲ့ပါဝါခွန်ရှိကိုခွန် Oh, à lê, lê. Hô, bù, mà con ọ mọ à ṣe kó mà học mọ ọbùn ai con kan ṣe kó mọ ọbùn ai đó ẹ dọ̀tí máa đi lô kó ọ̀ đi lô tọ́ mà nó အဲ့တော့သူကဘလို့ရိုက်သွားတော့ဆိုတော့သူ့ရဲ့ဒီမှာရှေ့ရဲ့ကိုးရဲ့ဒီနှစ်ကလေးရဲ့ရှေ့ကိုးနှစ်သုံးလုံးပေါင်းရင်ကိုးကိုးရဲ့ပါဝါဒီဘက်ကတချံ၄ဆိုပြီးဒီလိုရိုက်နော်အဲ့လိုရိုက်အပြည့်ရိုက်တယ်နော်အဲ့ဒီအပြည့်ရိုက်တယ် အဲ့ဒီအပင်လေးကသူဒီသုံးလုံးပေါင်းရင်9ဟာဒီသုံးလုံးပေါင်းရင်6လို့လာထားတယ်လို့ဒီသုံးလုံးပေါင်းရင်3ဟာဒီသုံးလုံးပေါင်းရင်8လို့လည်းလာတယ်ပြီးတော့ဒီသုံးလုံးပေါင်းရင်3ညကဒီသုံးလုံးပေါင်းရင်9လို့လည်းလာတယ်အဲ့လိုကပ်ပင်လေးတွေသုံးပင်ပြီးပြီးတော့သူကဂွားပင်မှာအကျော်လာတာအဲ့တော့အဲ့မှာကဒီသုံးလုံးပေါင်းရင်9ကြောင့်9ပေါင်းပါ4နဲ့ဆို392ဆိုပြီးတော့ရိုက်တယ်နော်392ဆိုရိုက်တဲ့အတွက်ဒီသုံးလုံးပေါင်းလေး30လို့လာဖြစ်တယ်နော် တဆဲလို့လာပြပြီဒီလိုစီမီရတယ်သွားတယ်နော်အဲ့တော့ဒီမှာဒုတိယအပင်ဒုတိယအပင်မှာဒီသုံးလုံးပေါင်းရင်ကိုးဟာဒီသုံးထိတ်လေးရသုံးသုံးထိတ်လို့ပြန်ဝင်လာပြန်ဝင်တော့ဒီသုံးလုံးပေါင်းရင်လည်းကိုးဒီသုံးလုံးပေါင်းရင်လည်းကိုးအဲ့တော့ဒီသုံးလုံးပေါင်းရင်၃ကြောင်မလို့ဒီဘက်မှာဒီပေါ်အတိုင်းပဲဒီသုံးလုံးပေါင်းရင်၃ဆိုပြီးပြန်ဖြစ်အဝိုင်းအဝိုင်းသက်သက်၄တောင်၄တောင်သက်သက်နော် အဲ့တော့ဒီ၃လုံးပေါင်းရင်၃ဆိုပြီးဒီ၃ကြောင်းမို့ဒီ၃ပြန်ဝင်ပြန်ဝင်ပြီးတော့စောစောလိုပဲ၄နှစ်၅၄နှစ်၅ပေါင်းရင်၁၁ရဲ့ပါဝါ965ဆိုပြီးရိုက်နော်၁ပါဝါ965ဆိုရိုက်နော်အဲ့တော့ဒီမှာဒီလိုတပင်၃လုံးပေါင်းရင်၉၃လုံးပေါင်းရင်၄၉ပါဝါ၄တပင်၂ပင်ကျော်၂ပင်ကျော်ပြီးတာ ਨੇ ၄နှစ်၅ပေါင်းရင်တစ်ပါဝါဒီဘက်မှာ6လို့ဆိုရတယ်နော်အခုဒီမှာတပင်း2ပင်ကျော်နော်အခုအဲ့တော့ဒီပင်လေးမှာကျတော့ကျွန်တော်က तू က63ဒီ63တွဲတွေတောက်လျှောက်လာမယ်လို့ထင်ထားပေမဲ့63တွဲတွေတောက်လျှောက်မလာဘဲနဲ့အခု तू ကဒီပင်မှာကျတော့63လို့မလာဘဲနဲ့ဒီမှာ3လို့လာပြီးတော့ဒီမှာ5လို့လာနော်3 5လို့လာနော် 3ကအဲ့တော့ဒီ63 4000နေတဲ့တွဲဒီ63တွဲဆိုတော့ဒီဘက်မှာလည်းရှည်တွဲပဲယူပါမယ်နော်ရှည်တွဲပဲယူလိုက်ရှည်တွဲပဲယူတဲ့ခါကျတော့ဒီမှာက3 3ဆိုဒီဒီလိုပေါင်းရင်3ဖြစ်ဒီ6ထိပ်စီလေးက6ထိပ်စီပဲပြန်ဝင်6ထိပ်စီလေးက6ထိပ်စီပဲပြန်ဝင်ပြီးတော့ဒီလို3လုံးပေါင်းရင်လည်း3လို့လာနော်ဒီလို3လုံးပေါင်းရင်လည်း3လို့လာအဲ့တော့အပေါ်ကပြင်တိုင်းပဲ6 ဒီ3လေးကဒီဘက်မှာ3လို့ဝင်တဲ့အတွက်ဒီ9လေးကဒီဘက်မှာ9လို့ဝင်မှာဆိုရင်တင်းနောက်ပဲเนาะတင်းနောက်ပဲအဲ့တော့ဒီ9ကြောင့်မို့ဒီ9လို့ရိုက်เนาะအဲ့ဒီ9ကြောင့်မို့ဒီ9လို့ရိုက်ရိုက်ပြီးတော့စောစောကဒီမှာ6 9 2တပင်း2ပင်းကျော်4 2 1 4 2 5တပင်း2ပင်းကျော်ဒီမှာ6 6 8 ီ6 6 3လုံးပေါင်းခြင်းကနှစ်လို့တွေ့ရရနော်နှစ်ရဲ့ပါဝါဒီ3လုံးပေါင်းရင်ခွန်ဖြစ်ရမယ်ဆိုတော့ကိုးလေနော်ဒီ3လုံးပေါင်းရင်ခွန်ဖြစ်ရနှစ်ရဲ့ပါဝါခွန်နှစ်ရဲ့ပါဝါခွန် ဒီသုံးလုံးပေါင်းရင်နှစ်နှစ်ရပါวะဒီသုံးလုံးပေါင်းရင်ခွန်အဲ့တော့ဒီမှာ6 6 1ဆိုတော့ကဏ္ဍလေးရနော်6 6 1ဆိုတော့ကဏ္ဍလေးဒီကောင်လေးရလဲလှနော်6 6 1ကိုကိုတက်လို့ရပြီးတော့ကျွန်တော်ကနောက်ဆုံးတပင်နောက်ဆုံးတစ်ဖြက်အဲ့နောက်ဆုံးတစ်ဖြက်လေးရလဲလှနော်ကျွန်တော်အခုဒီပင်မှာဒီအပတ်အတွက်ကိုကျွန်တော်၃ခွက်ပဲထုတ်မှာနော် ဒီပင်မှာယူဆလို့ရတာတွေအများကြီးရှိသေးတယ်။အဲ့တော့ကျွန်တော်ခုနောက်ဆုံးပင်လေးပြ။နောက်ဆုံးပင်လေးကလည်းကပ်ပင်ဆိုပေမဲ့တော်တော်လှတယ်ကပ်ပင်ကနော်။ကပ်ပင်တော်တော်လှတယ်။အဲ့တော့လူကြီးမင်းတို့ကျွန်တော်ဒီ27ကြိမ်အတွက်ဒီ3ခွက်ပဲထုတ်မယ်နော်။3ခွက်ပဲထုတ်မယ်။အဲ့တော့အခုဒီနောက်ဆုံးပင်လေးမှာပါတော့ဆိုတော့နောက်ဆုံးပင်လေးမှာဒီမှာ ဒီဒီ3ရယ်6ရယ်36ပေါင်းခြင်းอ่ะ9เอ๊ะအဲ့ရမစ36ကမစ sorry ပြိုင်နေလားလောวะအဲ့တော့ဒီမှာ65 65ပေါင်းခြင်း1 65ပေါင်းရင်1ပေါင်းရင်1ဆိုတော့1ရဲ့ပါဝါဒီမှာ6လို့လာကြ1ပါဝါ6လို့လာကြ65ပေါင်းရင်1 1ပါဝါ6လို့ဒီမှာကြဒီမှာကြပြီးွားတာ ਨੇ သူကဒီ3လုံးပေါင်းရင်9ဒီ3လုံးပေါင်းရင်9ဟာဒီမှာ9လဲတယ်ဝင် တော့ကိုးလေတယ်ပေါ့နော်ပြီးတော့ဒီသုံးလုံးပေါင်းခြင်းဟာတက်လို့တိတ်ပဲကြာနော်တက်ရဲ့ပါဝါက6ဆိုပြီးတော့ဒီမှာလာဝင်လေနော်တက်ပါဝါ6လို့ဝင်အဲ့တော့ပြန်ပြမယ်နော်ဒီနှလုံးပေါင်းရင်တက်တက်ရဲ့ပါဝါ6လို့ထိတ်စည်းဝင်ထိတ်စည်းဝင်ပြီးတော့ဒီသုံးလုံးပေါင်းခြင်း9က9လေတိုင်းဝ ဒီသုံးလုံးပေါင်းရင်တက်ကတည့်ရဲ့ပါဝါ6ဆိုပြီးဝယ်နော်အဲတကက်အဲ့တကက်ပြီးတော့ဒီမှာ6နဲ့4နဲ့ပေါင်းရင်အ3 6ပေါင်းရင်အ3ဒီ6လေးနဲ့ဒီ4လေးနဲ့ဒီလိုပေါင်းရင်အ3 3ရဲ့ပါဝါဒီမှာ8ဆိုပြီးတော့3ရဲ့ပါဝါ8ဆိုပြီးဝယ်နော်6ပေါင်းရင်3 3 3ရပ်ပါပါ8ဆို8ထိပ်ဝင်8ထိပ်ဝင်ပြီးတော့ဒီကဒီဘက်မှာ6ခွန်6ဆိုတော့3လုံးပေါင်းရင်9အဲ့9လေးဒီမှာအလဲတိုင်းဝင်တယ်နော်9လေးတိုင်းဝင်တယ်9လေးတိုင်းဝင်ပြီးတော့9ရဲ့6ရဲ့ပေါင်းတော့ဟာ9ရဲ့8ရဲ့ပေါင်းတော့3နော်အဲ့3လေးက3ရဲ့ပါဝါနောက်ပိတ်ဆိုပြီးဝင်3ရဲ့ပါဝါနောက်ပိတ်ဆိုဝင်နော်ဝင်ပြီးတော့တခါအခုဒီပင် ဒီဘင်မှာတကားဒီမှာ6ခုပေါင်းခြင်းဟာ3ပြန်ကြအဲ့တော့3ရဲ့ပါဝါဒီမှာ8ထိပ်3ရဲ့ပါဝါ8ထိပ်နော်8ထိပ်ဆိုတော့ဒီ3လုံးပေါင်းခြင်းဟာ5နော်ရှိကိုပေါင်းရင်ခွန်ကိုရှိပေါင်းရင်ငါအဲ့ဒီငါဒီမှာ၅လေတိုင်းအဲ့တော့ဒီမှာ၉နဲ့၈နဲ့ပေါင်းတော့ခွန် 9နဲ့3 9နဲ့6နဲ့ပေါင်းတော့3ပဲပြန်ကြเนาะ3ရဲ့ power လေးက8အဲ့တော့ဒီမှာ8အပိတ်8အပိတ်ဆိုတော့58ဆိုတော့ခဏလေး58เนาะ58ဆိုတော့ခဏအဲ့တော့အခုဒီပင်မှာဒီပင်မှာ20ကြိမ်အတွက် တိတွေလဆက်တကြိမ်အတွက်နော်ပထမဦးဆုံးက3ညာ9ကနော်ဒုတိယအပင်ပြတာ9 9 1အခုတတိယနောက်ဆုံးကပ်ပင်လေးကနောက်ဆုံးကပ်ပင်လေးက ှင်း၅၈၈၈၈၈နော်ဒီ၃ခွက်ဒီ၃ခွက်ကိုကျွန်တော်ပေးခဲ့ပါတယ်နော်ဒီ၃ခွက်နဲ့အောင်မြင်ကြပါသည်နော်၃ခွက်လေးပဲတဲပဲထိုးရမှာအများကြီးလည်းမဟုတ်နော်ကျွန်တော်ရဲ့မိသားစုများဒီကနေ့လေးနဲ့အားလုံးရရှိပြီးတော့နော်ဘဝမောလေးတွေကျွန်တော်ရောထက်တူပေါ့ဗျာကျွန်တော်လည်းပြည်ကျင်ပါတယ်နော်ကျွန်တော်လည်းပြည်ကျင်ပါတယ် အဲ့တော့ကျွန်တော်မိသားစုတွေကျွန်တော်ခရီးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရရင်ရတယ်လို့အားရင်အားတယ်လို့တင်ပြပါမယ်နော်။နိုင်ရရင်ရတယ်လို့မရလည်းမရတယ်အဲ့လိုရဘူးရဲ့။ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မိသားစုများမိမိတို့ကြိုက်နှစ်သက်ရာတွင်လေးနဲ့ကြိုက်နှစ်သက်ရာစိုက်လေးတွေရဲ့ကနန်းကိုမိမိတို့ဥသာပေးထိုးကြပါကျွန်တော်ကတော့ဒီ3ဒီကနည်းနည်းကန်ဆက်မှရေးပြီးတဲ့ခါကျတော့ဟွာရဲ့ အင်းဟိုဘယ်လိုပြောဆိုတော့ကံတော်တော်ဝါဖြစ်မှာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကဏ္ဍကတော့အကွက်တစ်ထောင်ကဏ္ဍတစ်ထောင်အဲ့ကြောင့်မို့လူကြီးမင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဒါလေးလာတင်ပြတာပါအားလုံးကျမ်းမာချမ်းသာကြပါစေလူရခီပေါင်းမြောက်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါနော်အားလုံး see you ပိုင်းမယ်ပါညာ